ဲ့ဒီ PDF တွေတို့တပုံနေရှိနေတဲ့ရွေးကြီးစစ်မှုထမ်းမှုတွေက15ရက်တစ်ချိန်လောက်အတုံးနဲ့ကျုံးဝင်နေမှာတကယ်လို့တပုံနာမရှိတော့ဒီ6လတစ်ချိန်လောက်ပါချင်မှာပါမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်ကြောင်တိုင်းအဖွဲ့အစည်းမှန်းသမျှလားကိုနဲ့တူတူဖြစ်စေမတူတူဖြစ်စေကိုကကြိုက်တူဖြစ်စေမကြိုက်တူဖြစ်စေတော်တိုင်းရဲ့အဖွဲ့အစည်းမှန်းသမျှတက်ပေါင်းစုပြကြလို့တိတ်ရင်းကြည့်နေတာကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့ရှော့ပေးပေါက်ကြဖို့လို ဟယ်လိုချာရမီဝပီတူညကိုမော်ဒမာများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ14ရက်နေ့ကျွန်တော်စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးရှိထားတဲ့တော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်တို့ဒီနေ့ညမှာဆွန်လဲပေါ့နော်တော်လန်ရေးဘော်တွေကနေပြန်မစစ်ကောင်စီကိုအမုံချင်းနေတဲ့တပ်ဖွဲ့တွေဖြင့်ဘုံမိုက်ကွက်ချေကောက်လမ်းမြေတွေလဲကျွန်တော်ကြည့်ရှုရမှာပဲဖြစ်ပါရယ်အယုံဆုံးနေလဲကျွန်တော်ခရိုင်းလိုပဲသတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအောင်ဆုံးသတင်းတို့အနေနဲ့ကတော့ စကိုင်းတိုင်းရွှေဘိုမြို့နယ်မှာ7ကျွန်းပြူစော်ရီရောကိုတက်ခတ်တင်ပိုက်ခဲ့လို့ပြူစော်ရီတဝူးတေဆုံးပြီးတော့မှ18ဦးအရှင်ဖမ်းမိပြီးလက်နက်ဆက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်7ကျွန်းပြူစော်ရီရောကိုအပြာလန်တက်ခတ်ရင်းနဲ့မိုးမလင်းခင်ပန်းပြူစော်ရီရဲ့ထိုင်စခန်းအလုံးကိုတင်ပိုက်နိုင်ခဲ့ပါတယ်ပြူစော်ရီရဲ့တေးတကောင်နဲ့အရှင်78ကောင်ကိုလေးရဖမ်းဆီးရမိခဲ့တယ်စခန်းကပြူစော်ရီတွေကသူတို့ရထဲနေတဲ့မြို့သမီးငယ်တွေအလိုမတူဘဲနဲ့မရင်ကျင့်တယ်လို့တက်တာတွေနဲ့အခြားရွာကပြည်သူတွေကိုလည်းပြက်ခတ်တက်ဖြတ်မှုတွေကျူးလွန်နေကြတာပါဆိုပြီးတော့မှ ရွှေဘိုခဲအမတ်ဆက်ရှိတရင်တထောက်တာဝန်ခံပြောရေးစခွင့်ရှိသူကိုနေမျိုးကနေပြမပြောဆိုထားပဲဖြစ်ပါတယ်။ကျွန်တော်မျိုးဘပြည်သူတွေလည်းသိရှိထားတဲ့အတိုင်းပေါ့နော်။ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထက်ပြူစော်ထီးတွေအရဆိုရင်သွေးဆိုးပြီးတော့မှကျွန်တော်ပြည်သူတွေပေါ်မှာရစေရုံမာဒနီလန်တွေကိုတုံ့ပြုတ်နေတယ်ဆိုတော့လည်းကျွန်တော်အခုဆိုရင်တပ်ပြီးတော့မှတွေးရတာမလို့ဒီလိုမျိုးရှင်ဖန်းစီရမိတဲ့ပြူစော်ထီးတွေကိုလုံအောင်ကိုအရှင်မထားတင်းတော်တာပဲဖြစ်ပါတယ်။သူတို့ပြုတ်မှုခဲ့တဲ့ဒီပြစ်ဒဏ်ရစမှုတွေထက် ပြန်ပြီးတော့မှ TDA ဘောနော်ဖိမိနန်နဲ့ရေးယူဖို့လွှဲနေတာဖြစ်တယ်လို့ကျွန်တော်မြို့ဘဖြစ်တွေနဲ့ဒီတလိုင်းမှာပို့ပြီးတော့မှပူပေါင်းပုံရမယ်အချိန်ပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရန်ကုန်မြို့ထောက်ချမ်းမြို့နယ်အမှတ်3လမ်းနဲ့အမှတ်9လမ်းတောင်မှာရှိတဲ့စစ်ကောင်စီဘဏ်ကားကိုအဝေးထိန်မိုင်းလုံးနဲ့တိုက်ခိုက်ခဲ့လို့ထိခိုက်မှုရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဝေးထိန်နှလုံးသုံးခဲ့ပါတယ်။တလုံးပဲကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။တလုံးကပေါက်ကွဲအားနဲ့တွားခဲ့ပါတယ်။စခွေးအဆောင်၃កောင်ပြင်ထွက်ချင်းဆွဲလိုက်တာ။တကောင်မဲ့ထိပြီးတော့မှလဲကျသွားပါတယ်ဆိုပြီးတော့မှကျွန်တော် Operation Flame OF အဖွဲ့တော်ဝင်ရှိသူကလည်းဒီမှာပြောဆိုထားဖြစ်ပါတယ်။ Operation Flame အနေနဲ့မေလာအတွင်းကတန်လင်းတရားဆေးမှာပြည်သူတွေကိုငွေချေကောက်ခံနေတဲ့စစ်ကောင်စီဂိတ်ကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်ထပ်လောင်းသိရတာပေါ့နော်။ဆိုတော့ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့ဒီဘန်ကာတွေနဲ့သူဂိတ်ချေကောက်ပြီးတော့မှကျွန်တော်မျိုးပါပြည်တွေစီကနေပြတော့မှဒီကိုသွေးဆုံနေတဲ့အုပ်စုတွေဖြစ်တာမလို့အခုစရင်ကျွန်တော်တို့မြို့ပြတော်လံပူပေါင်းတဖို့နေနေပြတော့မှအခုဒီလိုမျိုးတိုက်ခတ်မှုတွေဆက်တိုက်ဆုံလို့လွတ်ဆောင်နေတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့စစ်ကောင်စီတဖို့တွေရဲ့ထိခိုက်သေးဆုံးစင်းနေပတ်သက်ပြီးတော့မှအသေးစိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ဦးသိမ်းမြက်ကနေပြီးတော့မှတရုတ်ကနေနဲ့စစ်ကောင်စီကိုခုဆင်ပေါ်တင်ထောက်ခံမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့အမေရိကန်အနေနဲ့ကျွန်တော်တို့ဒီမြန်မာဒေါ်လာရင်းမှာဆိုတော့ဒေါ်လာပြချန်းကိုကူညီလာမလားဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုတုံ့တပြောဆိုထားပဲဖြစ်ပါတယ်ဦးသိမ်းမြက်ရဲ့တုံ့တမှုတွေကျွန်တော်အစားကြည့်လိုက်ရအောင်နော်အမေရိကန်ဝင်လာတဲ့အချိန်ထိမဆက်ရောက်ခင်မှာစစ်ကောင်စီကိုကိုနီကိုဟန်နဲ့ဖြည့်ရှင်းကြစေချင်တာပါအဲ့ဒါလို့ကိုနီကိုဟန်နဲ့မြန်မြန်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင် LNG နဲ့ K3C ကြီးပဲတိုက်နေရုံနဲ့မပြီးပါဘူးအားလုံးတပ်ပေါင်းစုဖွဲ့ဖို့လိုပါတယ် အခုတော့ energy နဲ့ k3 ဆီဟာသူတို့ကြီးပဲအနိုင်တတ်နိုင်မယ်လို့ထင်တဲ့အတွက်တခြားအဖွဲ့တွေဝင်ပါလာမှာကိုတောင်မှဟန့်နေပါတယ်တခြားအဖွဲ့တွေအင်အားကြီးထွားလာမှာကိုတောင်မှမကြီးထွားအောင်လိုက်လံပိတ်တင်နေပါတယ်အဲ့ဒါလိုလုပ်နေရင်တော်လိုင်းရဲ့အချိန်ကြာပြီးစောစောကကျွန်တော်ပြောခဲ့တဲ့ proxy စစ်ပွဲတွေအထိရောက်သွားပါလိမ့်မယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှဟာကိုနဲ့တူတည်ဖြစ်စေမတူတည်ဖြစ်စေကိုကကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေတော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှတပ်ပေါင်းစုဖွဲ့ကြဖို့တိတ်အရေးကြီးနေပါတယ်ကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့အလျှော့ပေး ပေါက်ကြဖို့လိုနေပါပြီမြန်မာပြည်မှာစစ်ကောင်စီတက်ကြီးရဲ့ရန်သူမရှိပါဘူးကျန်တဲ့ကိုအချင်းချင်းပြိပခါတွေကိုစစ်ကောင်စီမရှိတော့မှဖြည့်ရှင်းကြရမှာပါစစ်အာဏာရှင်စနစ်ပြုတ်ကြရေးကလာနံပါတ်1ပါအဲ့ဒီချက်ကိုမမြင်နိုင်ရင်မြန်မာပြည်ဟာသွေးပင်လည်းဖြစ်သွားပါလိမ့်မယ်အခုမြန်မာပြည်သွေးချောင်းစီးနေပါပြီမပေါင်းမပေါင်းနိုင်ကြပဲနဲ့ခေါင်းဆက်မာနေမယ်ဆိုရင်သွေးချောင်းစီးရုံသာမကပဲနဲ့သွေးပင်လည်းဖြစ်သွားပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အမေရိကန်ကဝင်ပြအောင်ဝင်ပါပဲတရုတ်နဲ့လည်းတွေ့မှာပဲ အခုကျွန်တော်ပြောနေတာတွေဟာနောက်ကျနေပြီအဲ့ဒီချိန်တွေဟာရှောင်လွဲ့လို့မရနိုင်တော့ဘူးလို့ထင်နေတဲ့သူတချို့လည်းရှိပါတယ်အဲ့ဒီယူဆကလည်းအပြည့်အဝမမှန်သေးပါဘူးအခုချိန်မှာတရရောအမေရိကန်ရောဟာတယောက်ချီကိုတယောက်ကြည့်ပြီးတော့သတိနဲ့လှမ်းနေကြတဲ့အခြေအနေမျိုးမှာပဲရှိနေပါသေးတယ်ဘယ်သူကမှအယံကာရောမဝင်ကြသေးပါဘူးတေဟာအခုစစ်ကောင်စီဘက်မှာပါနေပါတယ်ဒါပေမဲ့စစ်ကောင်စီကိုလက်နက်အပြည့်တက်ဆင်ပေးတာမျိုးမလုပ်ရဲသေးပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့အမေရိကန်ဝင်လာမှာဆိုလို့ပါအမေရိကန်ကလည်းတလန်းချင်းတလန်းချင်းစန့်တိုးကြည့်နေပါတယ် အန်ယူဂျီကိုလက်နက်ပုံအောင်တက်ဆင်ပေးပြီးအချိန်နဲ့ဝင်လာတာမျိုးမလုပ်သေးပါဘူး။ဘာကြောင့်လဲဆိုတော့တရုတ်နဲ့ရင်မဆိုင်ကြသေးလို့ပါ။တရုတ်ဟာအမေရိကန်ရဲ့နံပါတ်1အရင်သူပါ။ရုရှားကနံပါတ်1မဟုတ်ပါဘူး။ဒီချက်ကိုတရုတ်ရောအမေရိကန်ရောကောင်းကောင်းသဘောပေါက်ကြပါလေ။ဒါပေမဲ့တရုတ်ဟာအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးသလိုအမေရိကန်ကလည်းတရုတ်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့နှစ်ဖက်စလုံးဟာတယောက်ချေလန်းတယောက်ကြည့်ပြီးတော့တွေးလို့ဆန်းနေကြတာပါ။တရုတ်ကအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့ရုရှားကိုတောင်မှနင်းတိုက်တဲ့နိုင်ငံဆိုပြီးတော့ပစ်ထားပါလေ။နည်းနည်းပပပဲကူညီတာပါ။အမေရိကန်ကလည်းရုရှားကတစ်ဖက် ီရန်ရဲ့ရှေ့လေပိုင်းကတစ်ဖက်မနိုင်မနေဖြစ်နေချိန်မှာတရုတ်ဘက်ကိုချက်ချင်းမလှည့်ခြင်းလေးပါဘူးအဲ့ဒါကြောင့်သွေးတို့ဆန့်ယုံမဲ့ဆန့်နေတာပါအဲ့ဒါကဘာကိုဖော်ပြတာလဲဆိုတော့ကျွန်တော်တို့အတွက်အချိန်နည်းနည်းရနေသေးတယ်ဆိုတာကိုဖော်ပြနေတာပါဒါပေမဲ့အများကြီးမရပါဘူးအများကြီးမျောလင့်တာလို့မရပါဘူးကျွန်တော်တို့စစ်ကိုစိတ်အေးလက်အေးဈေးဆွဲတိုက်နေဖို့အချိန်မရပါဘူးအခုတော့ NUG နဲ့ K3 စီကလည်းငါတို့ကြီးပဲတိုက်မယ်။ကျန်တဲ့သူတွေလှုပ်ချင်တာလှုပ်ငါတို့လမ်းပေါ်လာမရှုံနဲ့ဆိုလေသဘောထားမျိုးဖော်ပြနေပါတယ်။မြောက်ပိုင်းမဟာမိတ်တွေကလည်းငါတို့တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူး။မင်းတို့အမေရိကန်လူတွေနဲ့တော့မပေါင်းဘူး။ငါတို့ကတရုတ်လူဆိုတာမျိုးဖြစ်နေပါတယ်။ရှမ်းတောင်ရှမ်းမြောက်ကလည်းငါတို့ကဘယ်သူမှမတိုက်ဘူး။ငါတို့နယ်မြေကိုလာမထည့်ရင် ပြီးရောဆိုတာမျိုးဖြစ်နေပါတယ်။တခြားတိုင်းရင်းသားအစုတွေကလည်းကိုယ့်အစုနဲ့ကိုဖြစ်နေကြပါလေ။ဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA နဲ့တခြား local တွေចောင်းသားတက်တွေကလည်းទីကြဖြစ်နေပါတယ်။အဲ့ဒါလိုအခြေအနေမျိုးနဲ့ အားလုံးကငါမြင့်ငါဆိုင်ကြမယ်ဆိုရင်ဖြစ်နိုင်ခြင်းနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကမြမမျိုးပေါ်မှာတရုတ်အမေရိကန် proxy စစ်ပွဲကြီးဖြစ်နိုင်ပါတယ်ဒုတိယတစ်မျိုးကမညီညွတ်ကြတဲ့အဖွဲ့အစည်းတွေကိုနှင်းချပြီးစစ်အုပ်စုကတဖွဲ့ချင်းစီကိုကောက်ဆားသွားပါလိမ့်မယ်အဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကမကောင်းပါဘူးအဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကိုရှောင်ရှားပြီးတော့အာနာရှင်စစ်တပ်အမြင့်ဖြတ်ဖို့ဆိုရင်ကြိုက်ကြိုက်မကြိုက်ကြိုက်သေးသေးကြီးကြီးစစ်အုပ်စုကိုစန့်ကျင်တဲ့တော်လိုင်းအဖွဲ့အစည်းမှန်တယ်မြတ်မဖြစ်မနေအများဆုံးတပ်ပေါင်းစုဖွဲ့ကြဖို့ဖြစ်ပါတယ် ဒီမှာဥသိမ်းပြောထားသလိုပဲပေါ့နော်ကျတို့အရင်နဲ့အမေရိကန်နဲ့တရုတ်ဒီတော်လိုင်းရင်းမှာထဲထဲဝင်တဲ့ပူပေါင်းပြီးတော့မှတို့အရင်နဲ့မလို့ဆောင်ခင်မှာကျတို့အရင်နဲ့အချိန်ရတဲ့ကာလမှာတော်လိုင်းတပေါင်းစုတခုတိဆောက်ဖို့အများဆုံးလွယ်နေပြီဆိုတဲ့ကြောင့်တော်နေပြီးတော့မှသုံးသပ်ပြောဆိုထားဖြစ်တဲ့အခုဆန်တော့ပေါ့နော်ကျတို့ဒီကမ္ဘာစည်ရေးလဲတော်တော်လေးကိုတင်းမာနေတာမလို့ကျတို့မြန်မာပြည်သူပြည်သားတွေအရင်နဲ့ခုကလေးကစိတ်အောင်စိတ်ဝါနိုင်တဲ့ဖို့လွယ်နေတာဖြစ်ပြီးတော့မှတကွဲတပြားဖြစ်နေတဲ့ကျတို့ တော်လန်ဒေတာတီတီကပြည်ပြီးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ခုကရေဆူစီညွာဆောင်တဲ့စစ်ကောင်စီနဲ့ဖက်ဆာနေရှင်စနစ်ကိုတက်ထွက်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့အားလုံးမျှဝေထားတဲ့တမ်ပတ်2025နှစ်မကွန်ခင်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဖြိုချပြတော့မှာပေါ့နော်ကျွန်တော်တို့မြေအောင်လိုင်းဒီတက်တက်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာခြေထားခွင့်မရှိနိုင်အောင်လှုပ်ဆောင်မယ်ဆိုပြီးမှအားလုံးတာထိုင်တန်ကြတာကြတဲ့တမ်ပတ်တပေါင်းစုအမြန်ဆုံးတိစောက်ပြတော့မှာကျွန်တော်ရွေးရွှေချွန်ချွန်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအလင်းမြန်ဆုံးနေနဲ့ပူးတွဲပြတော့မှာလှုပ်ဆောင်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးနေနဲ့မိုင်းပြမျိုးကစီပင်ဦးစီးတို့အဖွဲ့ပြည်သူတွေပေါ်မှာဘယ်လိုမျိုးထင်နိုင်ကြပြီးတော့မှတောင်းချနေလဲဆိုတော့တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီကောက်မှာတော့ဒေါနာ TV ရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့မိုင်းပြမျိုးကပြည်သူတဝရေးတာပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကမိုင်းပြမျိုးကပြည်သူတဝပါအကူအညီတစ်ခုတောင်းချင်လို့ပါတခြားမဟုတ်ပါဘူးကျွန်တော်တို့မျိုးရဲ့အစီအစဉ်အကြောင်းမှာမိုင်းပြစီပင်ကဦးစည်းဆိုသူကဘာအလုပ်မှမလုပ်ကွင်းစင်းလေးလာခြင်းမရှိပဲသူ့လောက်ကဝန်ထမ်းဖြစ်မြို့ကလည်းဖြစ်တဲ့ စိုင်းမောင်းလျင်ဆိုသူဟာသူ့သဘောသူ့ချေအတိုင်းဆိုင်ကန်းခုံကိုရေးကျင်တယ်လို့ရေးကောက်ချင်တယ်လို့ကောက်စားနေပါလေကျွန်တော်ဆိုင်ဆိုလို့ရှိရင်မိစ္ဆာဆံမှုလောက်ပဲရှိတာကိုကုံစုံဆိုင်ဆိုပြီး2000ကျွဲ့ချက်ကောက်ခံပါတယ်အမှန်ပြောရရင်တော့ကျွန်တော်ကရှိလို့ဈေးရောက်စားနေတာမဟုတ်ပါဘူးပစ္စည်းတစ်ခုကုန်မှတစ်ခုထပ်ဝယ်ပြီးရောင်းရတာပါမိဖို့ကြောင့်ဈေးကမိအောင်လို့ပါသူများလို့စီးပွားဖြစ်ရောင်းတာမျိုးမဟုတ်ပါဘူးမိုင်းပြင်းမြို့မှာတလားတလားတားရည်နာရည်စီပါရည်လူမှုရေးကိစ္စဟိုခွန်ဒီခွန်တွေကလည်းမနှဲကုန်ကြပါဗျာ အဲ့ဒီအစီအပင်ကအမိုက်ကိုတလမှနှစ်ခါလာသိမ်းပါတယ်အမိုက်ကားတာအချိန်မှန်မလာတာအချိန်တိုင်ရင် အမိုက်ခွန်ဆက်လက်စာရွက်ကတော့မပြတ်ကွက်ဘူးပုံမှန်ရောက်လာပါလိမ့်ဒီကိစ္စတွေနဲ့ပတ်သက်လို့မိုင်းမြင်းစီပင်နဲ့တာဝန်ရှိသူများသိရှိနိုင်ဖို့တင်ဆက်ပေးစီခြင်းပါတယ်လို့စာရေးသားပြဖို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှာနင်းနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်မိဘပြည်သူတွေအနေနဲ့ခြားပေါက်ကနေရင်ဖွင့်ခြင်းတဲ့အကြောင်းအရာတွေကိုစာပေးဖို့နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျွန်တော်တို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။မိုင်းမျက်စီပင်ဖွဲရတော့ဗောနော်အခုဆိုရင်ဒီလိုမျိုးလူပွားဝါပြီတော့မှကျတို့ပြည်သူတွေဇာတ်နေပြီတော့မှဆိုင်ခန်းငါးခါဆိုပြီတော့မှအတင်းချက်တိုးမြင့်ကောက်ခံနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီနဲ့ပတ်သက်သူမှတရားဆိုတော့ဒီလိုမျိုးကျတို့ကိုဒီရစရုံမှာနေနေလိုက်တုံးပြီတော့မှဗောနော်နိုင်ကျင့်ဘူချနေတာမို့လို့ဒါကိုကျတို့မခံချင်တဲ့ပြည်သူတွေအနေနဲ့ခုကြရတော်လိုင်းမှာကိုနဲ့မဆိုင်ဘူးဆိုပြီတော့မှမနေတင်တော့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လဲကျတို့တော်လိုင်းပြည်သူတွေကနေပြီတော့မှ ဒီတော့လိုင်းမှာကျွန်တော်ပြည်သူတွေအားလုံးတယောက်မှကျန်ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့မနေတဲ့တော့မနဲ့ထက်ထက်ဝင်ပူပေါင်းပုံဖို့ဖိတ်ခေါ်နေတာမလို့ကျွန်တော်အနေနဲ့အခုကြဲပါဘောနော်ကိုယ်တက်နေတဲ့ဘက်ကနေပြီးတော့ပူပေါင်းပုံရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကတော့ကနေပြီးတော့မှသူ့ရဲ့လက်အောက်မှာရှိနေတဲ့ဒီမျိုးစာလောင်းလေးတွေကိုဘယ်လိုမျိုးထပ်ဖို့ပစ္စည်းတွေပေးမယ်ဆိုပြီးတော့အားချောင်ပြောဆိုနေလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ခါတလေကြလဲမွေးအေးနဲ့မြန်မာပြည်အားလေးလဲတောက်ဆိုပြီးမြန်မာပြည်အားဖာလဲပါတယ်ဗျာနော် ။ညမာဗီယာကဒါတော့ mind 7ပေါ့နော် mind 7လက်ဘူးကို6တောင်းကျော်တယ်ဗျာနော်။ရှေ့တန်းကဒါရှေ့တန်းအတွက်ကိုဒီကနေ့ဥစဉ်ကတွားရောက်လူတန်းมาဖြစ်ပါတယ်ဗျာနော်။တွားရောက်လူတန်းมาဖြစ်ပါတယ်။ဥစဉ်မရောက်တာကြာတဲ့နေရာကိုတွားရောက်လူတန်းมาဖြစ်ပါတယ်ဗျာ။ဒါပြောတော့ဒါတွေကတော့ဥစဉ်ကဒါတွေကတော့အလူရှင်တွေကတော့အကုန်ပေါ်ပြီးရပါတော့နော်။အလူရှင်တွေကတော့စူပေါင်းစက်ပေါင်းအလူရှင်တွေပေါ့နော်။စူပေါင်းစက်ပေါင်းအလူရှင်တွေ ဒါလှူဒန်းပေးတာဖြစ်ဖြစ်တယ်ပေါ့နော်ဒါအားလုံးတမတော်ချင်းမြတ်တို့လူများဥစဉ်ကိုဒါလှူဒန်းတဲ့အရာတွေဒါရင်းနဲ့ပတ်သက်ပြီးဥစဉ်ကတပြားတစ်ချက်မှမဆိုင်ရဘူးနော်ဒါဒူဘိုင်းကလှူတာလည်းပါတယ်ဒူဘိုင်းကဒူဘိုင်းတယောက်ကလည်းဟုတ်လားဗီလာခါကိုထက်လို့ဆိုလာပါဗျာနော်ဒူဒူကလည်းဥစဉ်ကိုဒါဆယ်ရင်းတော့ခြေထားတွားလိုက်တွားလိုက်ရှင်ဗျာအလူခံတော်မူပါဗျာတဲ့ဒါလားသူကတော့မွဆလင်ပါလားအစ္စလမ်ပါတော့ကိုယ်ဝယ်တဲ့မွဆလင်လူမျိုးအဖေဘက်မှာအမေကအစ္စလမ်မေကအစ္စလမ်လူမျိုးပေါ့နော်ဒီတော့မြန်မာနိုင်ငံသားပေါ့မြန်မာနိုင်ငံသားပေါ့ဒူဘိုင်းမှာ ိုခက်ခဲကြောက်နော်အဲ့လူကရှေးတန်းတော်တိုင်းတော်တိုင်းရှင်ဖျားတပည့်တော်တို့စီအလူခံမှာဖျားတဲ့ဒါလူလဲတော့တော့ဝမ်းချောက်ခံတဲ့လူပေါ့ဗျာနော်အစ္စလမ်အစ္စလမ်ဘာတော့ကိုယ်ဝယ်တာပေါ့နော်သူကတော့အဲကြောင့်ဒီတန်တဲ့ဟာတွေအများကြီးအများကြီးပဲဗျာနော်ဒါဥစဉ်ရံဝင်ကြလဲပါရည်ရဲ့ဗျာဝင်ကြလဲတချို့ဒါတွေကတော့ရှေ့တကယ်ရှိတဲ့ကအရှိဆုံးဒါပို့มาဖြစ်ပါလေဗျာเนาะအရှိဆုံးပို့ပေးมาဖြစ်တယ်ဒါပစ္စည်းတွေကတော့များတယ်ဗျာဆက်လိုက်တွေရောဒါကော်ဖီတွေရောစားစရာအဆုံးအဆုံးပါဗျာเนาะ မပေါ်တော့ဘောနော်အခုဆိုရှေ့တန်းမှာကိုတိုင်ကိုချသွားပြတော့မှသူတို့အနေနဲ့ထောက်ပို့လို့ပါတယ်ဆိုပြီးတော့မှပြောဆိုထားဖြစ်တယ်တကယ်တမ်းကျတော့သူရဲ့ဒီလက်အောင်မှာရှိနေတဲ့ပြူစော်တီးဓမြလေးတွေဟာဆိုတော့သူတို့တော်လိုင်းရေဘော်တွေနဲ့တွေ့တဲ့အချိန်မှာခွေးပြေကိုပြင်းနေပေါ့နော်ဒီအတေဆုံးဝနာချိုးကနေဖြစ်သွားကြတာမလို့ဒီကောင်လည်းမချိုက်ခင်မှာတော့သူတို့တော်လိုင်းပြသူတွေကနေပြီးတော့မှမြေလန်ရှာပြီးတော့မှမုံချိမဲ့အချိန်မျိုးရောက်လာမှာပဲဖြစ်ပါတယ်ငပေါ့နေနဲ့ PDF တွေကိုစင်ခေါ်အားချောင်းပြောဆိုမှုတွေလည်းများနေတာမလို့ဒါကိုတေချာလေးကိုမတားထားတဲ့ပြသူတွေဘက်ကနေပြီးတော့မှတနေ့မှာဘောက်ချာဆုပ်မှန်ဆိုပြီးတော့မှပေါ့နော် ပြုကြော်ထားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီပုံမိုက်ကွက်ဘဲအပသမီးကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေရှိနေတဲ့နေရာတိုင်းကပြည်သူတွေမလုံခြုံဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ပန်းလေးဆက်ပြောဆိုထားတဲ့အားလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ဝက်လက်မှာတဲ့အခွန်ကောက်ကျန်းသည်တဲ့ပအဖအကောက်ခွန်ဂိတ်ကိုဆန္ဒပြကြတယ်တဲ့စကိုင်းတိုင်းရွှေဘူခရိုင်ဝက်လက်မြို့နယ်မှာလောင်စာစီတင်ကားများနဲ့ကုန်တင်ကားများကိုငွေကြေးအမြောက်များအခွန်ကောက်သည့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖဆိုပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရယ်နော်နာမည်လည်းတခြားမှတ်ထားကြပါအဖတဲ့ဘူရန်ဂိတ်ဆိုပဲဘူရန်ဂိတ်အားတဲ့ကာသမများနဲ့ဒေသခံပြည်သူများကဆန္ဒပြခဲ့ကြတဲ့တရေရရှိပါတယ်တဲ့ ပစ္စည်းများရများတယ်လို့ကားတစ်စီးကို30ကနေ25သိန်းအထိကောက်တယ်တဲ့အဲ့တော့ကားသမားတွေကမကြည်နဲ့ကြောင်နိုင်ငံတော်ရဲ့ကျမကတွေးတာပေါ့နိုင်ငံတော်ရဲ့အခွန်လည်းမဟုတ်ဘဲနဲ့အလောက်တောင်ကောက်သလားကျမတို့စစ်သားလေးတွေရဲလေးတွေဂိတ်ပါလိကျမရန်ကုန်ကနေမင်းဦးလုံကားစီးလာ inspect ကားစီးလာတဲ့ခါမှာဂိတ်ပါပေါ့ရေဘူးလေးပါရင်ပေးခဲ့ပါအကိုလို့ပြောလို့ရှိရင်ရဲတယောက်ကိုပေးကားပေါ်တက်လာအဲ့ကားသမားဘယ်လိုပြောလဲဆိုခွေးတွေကိုပေးရတာ ခွေးတွေကအရှိမာတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာလို့ပြောတယ်ကားပေါ်တက်ပြီးကားထွက်ပြီးပြီဆိုတာနဲ့လေဘာပြောလဲဆိုခွေးတွေကိုပေးရတာခွေးတွေကိုပေးရအဲ့လိုပြောတယ်ဆရာအဲ့ခါကျတော့ကျမတခုစဉ်းစားမိတာကိုယ်နဲ့တန်ရာတန်ရာရကြတာပေါ့နော်အခုလေကျမတို့ဆို e chain နဲ့ဇီယုံနဲ့နေတာ e chain နဲ့အချိန်တိုင်းဖျားဖျားလေးလုံနိုင်တယ်စီးပွားရေးလည်းရှာနိုင်တယ်ခေါင်းပြောင်းအောင်အိတ်နိုင်တယ်ဘယ်သူ့ကိုမှကြောက်စရာမလိုဘူးအဲ့ဒီအခုစကိုင်းတိုင်းအတွင်းမှာရှိတဲ့ပြည်သူတွေပေါ့နော်ငကိုလုံးက သူတို့တွေလိုချင်တဲ့ပုံစံကိုရလာသူတို့อ่ะကျွန်မအဲ့လိုတကယ်တွေးမိတယ်အများစုကစစ်တပ်မရှိတာကိုကြိုက်တယ်စစ်တပ်မရှိအောင်အောင်လို့သူတို့ကတော်လန်ရေးဆိုတာကိုအကြောင်းပြပြီးတော့တော်လန်ရေးတပ်သားတွေကိုအားလုံးအားလုံးသောပြည်သူတွေက အဲပျော်ရွှင်စွာနဲ့ထောက်ခံကြတယ်ကြိုဆိုကြတယ်အဲမိမိအိမ်လေးပါမယ်လို့မသိဘူးမိမိရဲ့သားသမီးကိုတတ်မှလည်းမသိဘူးစစ်တပ်ထဲမှာဝင်မှုအခုလည်းပြောပြအောင်မယ်တိလားအဲ့ဒီ PDF တွေတို့တပုံနေရှိနေတဲ့ UD စစ်မှုထမ်းဥပဒေက15ရက်တစ်ချိန်လောက်အတုံးဝင်အကျုံးဝင်နေမှာတကယ်လို့တပုံနာမရှိတော့ကြီး6လတစ်ချိန်လောက်ပါချင်မှပါမှာ ဖြစ်ချင်မှဖြစ်တော့မှာပေါ့နော်အဲ့စမှုထန်းဆိုတာမြန်မြန်ခေါ်မှာအဲ့တဘုံရှိနေသေးတယ်အဲ့တော့တဘုံလည်းမြန်မြန်ဝင်မြို့ပေါ်မှာရှိတဲ့တယောက်ကလည်းမြန်မြန်အတွင်းခံရမှာပဲထားပဲပြည်သူတွေကသူတို့လိုချင်တဲ့အခြေအနေကိုရနေတာပဲကျွန်မအဲ့ကဗီဒီယိုဖိုင်နဲ့ရှင်းလိုက်တဲ့ခါကျစန္ဒပြရတယ်စန္ဒပြရတယ်ဩတရားပြည်သူတွေကိုချင်းချောက်ပြောဆိုရတယ်နော်ဒီသကုံးမှာတော့ကျွန်တော်ပြည်သူတွေဘက်ကနေပြန်မှာစကောက်စီတဖို့အနေနဲ့ဒီလိုမျိုးဘုံမအုံတန်းစားတွေရဲ့ပြောစကားတွေကိုလည်းနားမြောင်တော့ပဲနဲ့အခုဆိုရင်တော့ကျွန်တော်တို့တလန်ပြည်သူတွေနဲ့သူရှေ့ဆက်ပြီးတော့မှ တွားနေကြတဲ့အချိန်မှာသူတို့အနေနဲ့ခြေဝင်ပြီးတော့မှကျွန်တော်ရအောင်ပွဲသတင်းကိုကြည့်ရလွန်းလို့ပေါ့အခုဆိုရင်တွေ့ဟက်သက်ရှုတဲ့နေလာပေါင်းဆောင်တဲ့အုံပြူလာချတာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့နှုတ်ချသွားတယ်ဆိုတာကိုလည်းပေါ့နော်သူတို့ကိုယ်တိုင်တရှိတည်နေတာဖြစ်ပြီးတော့မှမျောက်လိုက်နေကတော့အခုဆိုရင်တွေ့ရကြဆုံးမှုနေဝင်ချင်ကိုမြားတော့မယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြည်သူတွေကလည်းပြန်မှတဖို့ဖို့ပြောဆိုနေကြတာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဆုံးဗီဒီယိုသဘောရင်းနဲ့စစ်ပွဲမှာဘွားတော်ကလည်းပြန်မှဟိုတလောပဲမန်လေးမြို့ပေါ်မှာဒီပြူစော်တီလူငယ်လေးတွေကလည်းပြန်မှ ကျွန်တော်ပြည်သူတွေပေါ်မှာရေဆဲရုံမာတဲ့နေလန်းတွေတုံးပြတော့ပါနော်ထိုနေ့ကြောက်ခံခဲ့လို့အဲ့ဒီကြောင်းနိုင်တဲ့ပတ်သက်ပြီးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် တနေ့ကလိုင်းပေါ်မှာပြက်နက်နေတဲ့တက်လမ်းပြက်နက်နေတဲ့တက်မလို့နဲ့ပတ်သက်စကိုဂုံတိတ်ခါကြာစင်းအောင်လို့ပတ်သက်စအစင်စားတွေဝစ်ပြီးတော့ဟိုကလမ်းပေါ်မှာသွားတဲ့လူငယ်တို့လိုက်ပြီးရိုက်နှက်နေတဲ့ဟိုကဂျလေးဘီရဲ့အုပ်စုတွေကနေဂျလေးဘီနှစ်ကောင်ကိုဟိုက73ရက်6လ2025မှာကမ်ပလန်နာကမ်ပလန်နာကော်ဖီဆိုင်မှာဟိုကမိခဲ့ပါပြီလို့နော်အဲ့ကောင်တွေကိုကော်ဖီဆိုင်မှာမိခဲ့ပါပြီလို့နောက်ဆက်တွဲရဲ့ခံနေဦးတယ်ဆက်လက်ဖန်ဆီးပေါ်ထုတ်နေပါတယ်လို့သူတို့တွေကပတ်သက်စရောင်းဆောင်နေတာဖြစ်ပါတယ် နောက်ကြတော့နောက်တရင်တစ်ခုကငါဖွေရပစ်တာသူ့ဖွေရပစ်တာဆိုပြီးဂုံစာနေအမေရိကကနေဂုံစာနေတဲ့ပန်ဆယ်လိုလိုကျေးဇူးကြောင့်မို့လို့ဟိုဟိုပန်ဆယ်လိုလိုကျေးဇူးလေသူများချစ်ဖို့ဝင်ခွာထိုင်တဲ့ပန်ဆယ်လိုလိုရဲ့ကျေးဇူးကြောင့်မို့လို့အခုနောက်ထပ်တက်လာတဲ့လေရင်ပေါ်ကအုံအုံတက်တက်အဘာဆက်နဲ့တုံးလုံးပက်လက်တွေဖြစ်ပုံနဲ့ဟိုဘရက်တွေအကြောင်းကိုဇေယျလင်းဆိုတဲ့ဘရက်ခေါင်းဆောင်ကြီးကတင်ထားပါတယ်။နော်တကယ်တိုက်နေရတဲ့ကောင်တွေရတယ်။စတားလည်းမပြောနေရတယ်။ဖုန်းတော့မပြောအားဘူး။ခုကထမင်းထုတ်ပုတ်တဲ့ကောင်လိုလိုကင်းဆောင်တဲ့ကောင်လိုတွေရတယ်။ဖင်ရပြီးဗီဒီယိုဖိုင်ကောက်တင်လိုက်တော့တယ်။စကားစဘက်ကပေါင်းတစ်ထောင်နေရောတဲ့ကလပ်စတာတွေရောတဲ့ လေချောင်းကနေမပြတ်ကျဲချခံနေရပြီတဲ့ရှင့်မှာတိုက်နေတဲ့ရဲဘော်တွေမျက်နှာကိုထောက်အောင်နဲ့ဖင်ရဖင်ဖင်မရကြပါနဲ့တဲ့ဇေယာမင်းဆိုပြီးတော့တင်ထားတာသိတယ်မလားတို့ဘာလဲမြန်လိုက်တာနော်မတူတော့မှဂုံစာလို့တော့မဟုတ်ပါသေးဘူးခုတော့လင်းပစ်ချပါလေဆိုရဲယူပါဘလို့နေလဲသိကြရသေးလားမြေပုံမှာတော့ရှိသေးရလားလို့သိကျင်လိုက်တာနော် ီးတော့ဟိုဟာမြေတောင်မြောက်ပေးရမယ်အရွယ်လည်းမဟုတ်ဘူးမြေမြုပ်ပေးရမယ်အရွယ်ရောက်နေတဲ့ဟိုဟာဒေါ်ဒေါ်စုကြည်အတွက်တဲ့ဟိုဟာတော့လမ်းချောက်ချီတက်ဆန္ဒပြမယ်အယ်လီယာအဖွဲ့တွေကားတဲ့ဟိုဥစားပါတော့အခုတဲ့အယ်လီယာကျော်ဝနာရတယ်ကျွန်တော်တို့အယ်လီမှာမြို့တွေလက်ရှိဖြစ်ပွားနေတော့ချင်းနေရရဲကြောင်းနဲ့လာမြေဆိုလန်လ15ရက်နေ့တနည်းနဲ့တင်းကလေးငွေနေလိုက်ကျင်းပပြုလို့ရစီစဉ်ထားတော့ဒေါ်အောင်ဆန်းစုကြည်80ပြည့်မွေးနေ့ထိမ့်မတ်လမ်းချောက်ချီတက်ပွဲကိုရွှေဆိုင်ရန်နဲ့စီစဉ်သူများကဆုံးဖြတ်လက်ပါလိုက်ပါကြောင်းကြေညာအပ်ပါသည်အင်းသူတို့ကျတော့မလုပ်ရဲဘူးတဲ့နော်မြန်မာပြည်ကလူတွေကျတော့တော်တော်ကြပန်းပန်းအောင်တော်တော်ကြအင်ကြီးဝေးအောင်နဲ့ အမျိုးမျိုးသမိုင်းပေါင်းစုံခိုင်းနေကောင်းတယ်သူတို့ကကြတော့ကြည်ကွယ်မျက်ကွယ်ရလူရောင်မလုပ်ရဲဘူးတဲ့ကိုကိုနိုင်ငံကြတော့သူတို့ကမြောက်ပြီးကြကိုနိုင်ငံတွေကလူကြတော့နော်နောက်တစ်ခုကမြမတက်မတော်ဟာတဲ့လေးစီရဲ့အများကြီးရှိတဲ့အကြောင်းဘုံတွေအများကြီးရှိတဲ့အကြောင်းကိုတဲ့ဟိုဟာမီဒီယာမျိုးနဲ့အင်းမြင့်မြိုင်တက်စခန်းနာနာဝိုင်းနေတဲ့ဗရက်တော်တော်များများတိကုံကြပါပြီအခုငိုးရိုးကုန်ကြပြီတော်တော်ကြလေးညက်ဘယ်နှခေါက်ဘုံလာကျဲတာလေးဘယ်လေးညင်းနဲ့ဘယ်နှခေါက်ကျဲတာဆိုတော့လိုင်းပေါ်မှာတက်ပြီးတော့ငိုးကုန်ကြပြီတော်တော်လေးလဲထိကုံကြပြီနော်အဲ့ဒါဟိုဟာထိကုံကြပြီဆိုတဲ့အကြောင်းနောက်တစ်ခုကကြပြန်လွတ်လာတဲ့စစ်တုံးပန်းနေတဲ့88ရောက်ကို ်တက်မှ88ထဲမှာရောက်နေရောက်နေပါပြီတဲ့ခင်ဗျားတို့ချစ်ချစ်ကလေးပါလာတွားကြည့်လို့ရပါပြီတဲ့နော်ဒီဘွားတော့ဘောနော်ခုချိန်တည်းတချီပြတော့မှချိန်မစီပဲနဲ့ကျွန်တော်တလန်ပီတူတွေနဲ့ PDF ရဲ့ဘော်တွေကိုအစဉ်ကိုပြောဆိုထားဖြစ်တယ်ဒီလိုမျိုးဒီ note ကိုမဆောင်မဲ့တဲ့ပေါ်ပန်းလေးဆိုပြီးပြောတတ်တယ်ဘောနော်ဘောမရောင်းဆောင်တွေအကြောင်းဟုတ်ဆိုရင်တို့ချင်းချင်းပဲပြတော့မှဒေါက်တာဆွဲသွင်းခံရတဲ့မျိုးတွေပြတော့မှတို့တက်စကန်တွေတခုပြီးတခုကြာဆုံးနေရတယ်လည်းကျွန်တော်မြင်နေရတာပဲဖြစ်ပါတယ်။နောက်ရတဲ့တို့လိုထားခဲ့တဲ့ပြုံးမှုတွေအကြောင်းဟုတ်ဆိုရင်တို့ကြာဆုံးမှုတွေကိုယ်တိုင်မြင်နေရတာပြတော့မှတော်လန်ပီတူတွေနဲ့ကျွန်တော် ဒီရှေ့တက်မှာရှိနေတယ်ပေါ့နော် PDF တဖို့ဝင်တယ်ကျန်တဲ့တိုင်းတားလင်းကန်တဖို့ဝင်နေပြီးတော့မှစီလုံးညော်ဆောင်တဲ့တပေါင်းစုတစ်ခုအနေနဲ့စတင်ပြီးတော့မှပုံဖော်လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်အားလုံးမျှော်လင့်ထားတဲ့ Federal Democracy နဲ့ကျွန်တော်ညှင်းချင်းစစ်မှန်ရရှိချင်တယ်ဆိုတော့အခုခရေကကျွန်တော်မိဘပြည်သူတွေအနေနဲ့တော်လိုက်ပေါင်းတဖို့ဝင်နေတဲ့သူပူတက်ပြီးတော့မှကိုတက်နေတဲ့ဘက်ကနေပြီးတော့မှဝိုင်းဝန်းကူညီကြရတော့မှအချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးချစ်ရှုပေးကြတဲ့မြို့ပပီတို့များလုံးထူးချေစုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှ တဘောအဘေးရဲ့နေမျိုးနဲ့မြောက်နယ်မေးပေးတာနဲ့ကြိုးပြီးတော့မှတာယာရဲ့ချက်နဲ့ညချက်လေးပန်ဆိုင်ကြောက်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်